လွန်ကန်ကောင်းသောသီယိုနှောင်းလက္ခဏာအကြောင်းကိုတင်ပြမျှဝေပြသပါမယ်။နံပါတ်1တီကညမာသီယိုဖြစ်ပါတယ်။ကညမာသီယိုသည်အတိတ်ကုသိုလ်ကံကောင်းမှုကြောင့်ပေါ်ပေါက်လာသောလက္ခဏာလမ်းကြောင်းဟုဆိုရပါမည်။နံပါတ်2တီအောင်မြေလမ်းကြောင်းဖြစ်ပါတယ်။အောင်မြေသီယိုဟုခေါ်ပါတယ်။ ပျော်ရွှင်ဝမ်းသာခြင်းနဲ့အောင်မြင်ခြင်းကိုပူဇော်ပြု၍ပေါ်ပေါက်လာသောလက္ခဏာလမ်းကြောင်းကိုဆိုရပါမယ်။အဲ့ဒီလမ်းကြောင်းနှစ်ခုပါသောသူတည်အံဩဝေကောင်းလောက်အောင်အံကောင်းခြင်းတွေပန်ဆင်ရမှာဖြစ်ပါလေ။ရှုသောလက္ခဏာရှင်များသည်ကံကြမ္မာထီရို့တော့ပါပေမဲ့အောင်မြင်ရေးထီရို့မပါတဲ့သူတွေရှိတယ်။အဲ့ဒီလိုကံကြမ္မာထီရို့တစ်ကြောင်းနဲ့တစ်ခုတည်းရှိနေခြင်းကတော့ကံကောင်းထောက်မှသွားတဲ့ဝေဒီအစုလိုက်ပုံလိုက်ဝင်ခြင်း ဝေကြီးသီဝါရီတွေအသင်ပြေခြင်းအဲ့လိုအသင်ပြေခြင်းကံကောင်းခြင်းတွေရှိပေမဲ့လည်းပျော်ရွှင်ခြင်းတွေဝမ်းသာခြင်းတွေမကြုံရမတွေ့ရမခံပါရပါဘူးအရှုလက္ခဏာရှင်တွေမှာတော့အောင်မြေးထီယိုအောင်မြေးလမ်းကြောင်းပါပေမဲ့လည်းကဉ္ဇမာထီယိုကဉ္ဇမာလမ်းကြောင်းမပါကြပါဘူးအဲ့လိုကဉ္ညမာတီယိုမပါဘဲနဲ့အောင်မြေးလမ်းကြောင်းထင်းထင်းကြီးတွေရှိနေသူတွေကတော့ အောင်မြင်မှုတွေနဲ့အတူနာမည်တွေကျော်သောခြင်းဂုဏ်တွေတွေကျော်သောခြင်းရှိပေမဲ့လည်းနာမည်ကြီးထမင်းငတ်သို့သလိုမျိုးအောင်မြင်တဲ့လောက်အောင်မြင်ပေမဲ့ဝေကြီးသီဝါရဲ့အပိုင်းမှာတော့ကံနေသွားတတ်ပါလေအဲ့ဒီလိုကကြမာထီယိုအောင်မြင်ထီယိုဟူ၍ထီယိုနှချောင်းကရှီလျာသောလက္ခဏာအမှတ်သားအနေနဲ့ပါလင်ဖြစ်စေတူတောင်းသောလက္ခဏာအမှတ်သားအနေနဲ့ပါလင်ဖြစ်စေ မြေတို့ပင်သူသေးကမူကိုကညမာထီယိုနဲ့အောင်မီထီယိုနှစ်ဆောင်ရှိသူများသာလင်ဝန္တာပျော်ရွှင်ခြင်းနေရောကံကောင်းထောက်မှသောငွေကြီးရှမ်းသာကျွေးဝခြင်းနေရောပါဘက်ဆုံအမ်အောဝဲကောင်းလောက်အောင်အသင်ပြတတ်ကြပါလေဒါကတော့ထီယိုနှစ်ဆောင်နဲ့ပတ်သက်လို့တရားတင်ပြမျှဝေပြီးသွားတာဖြစ်ပါလေတရားဒီမှာညံပူစောကနဲ့ဗေဒင်လက္ခဏာမြင်းမြန်လူလင်ကံစာရာအဖူကောင်းကိုတွက်ရှက်သိသိလူလင် ရရဲ့ဖုန်းနံပါတ်39250699239တိုက်ပါမှဖြစ်သည်ဒီဘုံမစင်ကြာမှဖြစ်သည်လာရောက်ဆက်တွေ့ဆုံမနိုင်ပါဘူးခင်ဗျာ